မော်ဆန်နဲ့ရလက်ကန်ထူးလို့ခန်းစားခွင့်ရတဲ့ဆီမီဖိုင်နယ်အင်တာမီလန်ရဲ့မဟာအောင်ပွဲဘောရောင်းလုံးဝမင်္ဂလာပါ 3K Sport 2.0ကနေကြိုးဆိုပါတယ်အင်တာမီလန်နဲ့ဘာစီလိုနာတို့ရဲ့ချန်ပီယံလိဂ်ဆီမီဖိုင်နယ်ရလက်ကတကယ်ကိုမော်ဆန်လုံးပါတယ်ပရိသတ်တွေကိုအမြဲတမ်းအမှတ်ရစေမဲ့ချန်ပီယံလိဂ်ပွဲတစ်ပွဲဖြစ်ခဲ့တာပါဒီနေ့သင်းကဒုတိယအကြော့မှာလေပရမအကြော့ကရလက်တိုင်း3-0စီတေးကြခဲ့တယ်ပရမအကြော့နူးကမ်မာတို့ကနောက်ကလိုက်ကစားခဲ့တဲ့ဘာစီလိုနာက အခုဒူရီယာကျော်မှလည်းနှစ်ကိုးပြတ်ရှုံးနေရကနေအနိုင်ရလို့နှီးပါပြန်ပြီးတော့စွမ်းဆောင်နိုင်ခဲ့တယ်။ရာဖင်ညာ88မိနစ်အနိုင်ကိုးကဘာစလိုနာကိုဖိုင်နယ်ရောက်အောင်ပို့မယ်ထင်ရပေမဲ့ဖြစ်မလာခဲ့ဘူး။ကင်ဆာယောဂါကိုအန်တုပြီးတော့ရှင်သန်ခဲ့သူအင်နာမီလန်နောက်ခံလူအစာဘီကမျောလင်းချက်ဂိုးကိုတွင်းလိုက်ပါလိမ့်။အရင်နောက်ချိန်မှမှအင်နာမီလန်ဟာတမိုင်းသိရေးထိုးပြလိုက်တယ်။ကွင်းလန်လူဖရာတက်စီကအင်နာမီလန်နဲ့19နှစ်ကြာဝေးကွာနေတဲ့ချန်ပီယံလိအောင်ပွဲကိုမျောလင်းချက်တော့အသက်သွေးမေးလိုက်ပါလိမ့်။ အီနာမီလန်က2010ခုနှစ်မှာမော်ရီညိုနဲ့အတူချန်ပီယံလိအပါဝင်ဖလားသုံးလုံးအောင်ပွဲဖန်ဆင်းပြဘူးတယ်။အဲဒီ2010ခုနှစ်နောက်ပိုင်းမှာစီးရီးအသင်းတွေချန်ပီယံလိအောင်ပွဲမရတော့ပါဘူး။လက်ရှိရာသီမှာအီနာမီလန်ကဖလားသုံးလုံးအောင်ပွဲမျှော်လင့်ချက်ရှိခဲ့ပါတယ်။ဒါပေမဲ့ရာသီကုန်ကန်ဤလေအဲဒီမျှော်လင့်ချက်ဝေဝါးလာလိဖြစ်လာပါတယ်။ချန်ပီယံလိမှာလည်းအီနာမီလန်ကထင်ကြီးမခံရဘူး။ဘာစလိုနာနဲ့ရင်ဆိုင်လို့အီနာမီလန်ပြုတ်ပြီးဆိုပြီးတော့တွေးခဲ့ကြတာပါ။ဂျမန်ရာဖိညာပက်ဒရီတို့လိုကျယ်ပွင့်နေပိုများတဲ့ဘာစီလိုနာကိုလူတွေကပိုထင်ကြီးခဲ့ကြပါလိမ့် ဒါမဲ့ဘာစလိုနာကိုလည်းထိုးပြီးတော့အင်တာမီလန်ကမော်ဆန်ပြခဲ့တယ်။ပြီးခဲ့တဲ့300ရာသီတွင်ချန်ပီယံလိဖိုင်နယ်ကိုနှစ်ကြိမ်မြောက်တက်ရောက်နိုင်ခဲ့ပါတယ်။အင်တာမီလန်အိမ်ကွေးမာကုံကလည်းစံချိန်တင်ဖြစ်နေပါတယ်။ခုဆိုရင်အင်တာမီလန်ကချန်ပီယံလိအိမ်ကွေး16ပွဲဆက်ရှုံးဝဲမရှိမှတ်တမ်းကောင်းကိုပိုင်ဆိုင်ထားပါပြီ။1980ကျော်နောက်ပိုင်းအင်တာမီလန်အိမ်ကွေးမှတ်တမ်းအကောင်းဆုံးစံချိန်ဖြစ်ခဲ့တာပါ။အင်တာမီလန်ဒီပြအင်ဇာဂီကတကယ်ကိုအားအသင်းစရာညပါပဲ။ကျွန်တော်ပရိသတ်တွေကျွန်တော်အသင်းကျွန်တော်မိသားစုတွေအတွက် ကစားသမားတွေကထူးခြားပြောင်ပြောင်စွာစွမ်းဆောင်ပြခဲ့တာပါအင်နာမီလန်ကကွာတာဖိုင်နယ်မှာဘိုင်မြူနစ်ဆီမီဖိုင်နယ်မှာဘာစလိုနာအသင်းတွေကိုအကောင်းဆုံးတုံ့ပြန်ပြခဲ့ပါတယ်အခုအောင်ပွဲအတွက်ပရိသတ်တွေနဲ့အတူတူအောင်ပွဲခံမှာပါလို့ပြောခဲ့တယ်ဘာစလိုနာရဲ့ချန်ပီယံလိဆီမီဖိုင်နယ်နှစ်ကြော့မှာနှစ်ဂိုးသွင်းပြီးတော့ဂိုးပန်နိမှု၃ချိန်ပြုလုပ်ခဲ့တဲ့အင်နာမီလန်နောက်ခံလူဒန်ဖရိုင်းစ်ကတကယ်မိုက်ခဲ့တဲ့ပွဲဖြစ်ခဲ့ပြန်ပါပြီခုနကဂိုးတွေမြင်ကြတာတကယ်ကိုထူးခြားကောင်းမလွန်ပါတယ်လို့ပြောခဲ့တယ်ဘာစလိုနာရဲ့ဆီမီဖိုင်နယ်ဒုတိယအကြော့မှာအနိုင်ကိုသွင်းခဲ့တဲ့ဖရာတက်စီက အောင်ပွဲရပြီးတဲ့နောက်တခါမှမခံစားခဲ့ရဘူးတဲ့ခံစားချက်မျိုးပိုင်ဆိုင်ခဲ့ပါတယ်ဘောလုံးလောကရဲ့လာတရားတစ်ခုကိုကျွန်တော်ရဲ့ဇာမဘွားမှာကြုံခဲ့ရတာပါလို့ယင်ဖွင့်ခဲ့ပါတယ်အင်နာမီလာရဲ့အောင်ပွဲဟာဖြောပြေးဆန်လုံးခဲ့ပါတယ်ချန်ပီယံလိရဲ့ဂန်ဒဝင်းဆန်သုံးပွဲကိုခံစားခွင့်ရတာပါပဲချန်ပီယံလိပြိုင်ပွဲတမိုင်းတစ်လျှောက်သွင်းကိုအများဆုံးစီမီဖိုင်နယ်ဖြစ်စံချိန်တင်ခဲ့ပါတယ်နောက်အောင်ဆက်ရှင်မှာလီဗာပူးကရိုမာကို9-6-6နဲ့အနိုင်ရပြီးနောက်ချန်ပီယံလိစီမီဖိုင်နယ်မှာ73ဂိုးသွင်းတာခံစားခွင့်ရတာပါပဲ အဲလိုစံချိန်တွေတွင်းကိုတွေမြင်ရလိမ့်မယ်လို့ဘယ်သူမှမျှော်လင့်မထားကြပါဘူး။အင်တာမီလန်နဲ့ဘာစလောနာတွေ့မှာဖြစ်လို့ရင်ခုံရမယ်ဆိုတာတည်ထားပေမဲ့အခုလောက်ထိရင်ခုံစရာကောင်းမယ်လို့မထင်ထားခဲ့ကြတာပါ။အောင်ဝေးရပြီးတော့ final ရောက်သွားတဲ့အင်တာမီလန်ရောအဆုံးသမားဘာစီလိုနာပါနှစ်သင်းစလုံးကိုချီးကျူးရပါမယ်။တမိုင်းတစ်လျှောက်အကောင်းဆုံး semi final နှစ်ပွဲကိုဖန်ဆင်းပေးခဲ့တဲ့အတွက်အမှတ်ရနိုင်မှာပါ။အခုလိုပွဲမျိုးကြီးကွင်းရတာလဲကံထူးလာပါလေ။ဟုတ်ကဲ့ပါဒီဘောကတော့ပါပဲမြ။အဲ့တော့ပြီးခဲ့တဲ့ပွဲနဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ချက်တွေရှိလဲပြောပြီးခဲ့ပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။